အခုတော့ဘန်ကောက်ကပြပေးမယ်အင်ယာ project ကတော့ချင်းမိုင်မြို့ရဲ့ Green 3မှာရှိတဲ့ City Park ကအင်ယာတွေပဲဖြစ်ပါတယ်။အင်ယာထဲမှာဆိုလို့ရှိရင် Main Hill International School ကြီးရှိပြီးတော့ Shop House နဲ့ Community Mall တွေပါပါရှိပါတယ်။အင်မျိုးစား၄မျိုးအထိရှိပါတယ်။အရင်ဆုံးပြပေးခြင်းတဲ့အင်ကတော့ 115စကွဲမီတာကျဲတဲ့အိတ်ခန်း3ခန်းရေချုပ်ခန်းအိမ်သာ2ခန်းပါပြီးတော့ကားပါကင်2စီးဆက်နဲ့အိမ်မျိုးစားကိုပြတ်ပေးမှာဖြစ်ပါတယ်။ကားပါကင်2စီးအပြင်ခြံကျဲတဲ့အတွက်ကြောင့်မလို့ခြံကျဲကျဲနဲ့လုံချင်းအိမ်ကောင်းကောင်းမှာနေခြင်းနဲ့မိတ်ဆွေတွေအတွက်အထူးသင့်လျော်တဲ့အိမ်မျိုးစားတွေဖြစ်ပါတယ်။ အိမ်ထဲကအခန်းခွက်စည်းပုံတွေကိုဆက်လက်ပြပေးပါမယ်။ဒါကတော့ living area နဲ့ dining area ဖြစ်ပါတယ်။ dining နေရာလေးကိုဆိုလို့ရှိရင်ဒီပန်းခြံပန်းနဲ့ဒီတခါတည်းတစ်ဆက်သေးလုပ်ပေးထားတယ် sliding door လေးလည်းကပ်ပေးထားဖြစ်တဲ့အတွက်လူဝင်လူထွက်ကောင်းနေအလင်းရောင်လည်းကောင်းကောင်းရတယ်။ဒီအနောက်ဘက်မှာဆိုလို့ရှိရင်တော့ဒီ kitchen နေရာရှိမှဖြစ်ပါတယ်။ အိမ်တိမ်ရဲ့ kitchen ကတော့ဒါကျန်ဝန်းတဲ့အတွက်လုံလောက်တယ်ဆိုတာထက်ကိုပိုပါတယ်ဒီဘက်မှာဆိုရင်တော့အောက်ထက်ကရေချုပ်ကဲအိမ်သာအခန်းဖြစ်ပါတယ်ဆက်လက်ပြီးတော့အပေါ်ဘက်ကအိမ်ခန်းတွေကိုလေ့လာကြည့်မယ်နော်အပေါ်တက်မှာဆိုရင်အိတ်ခန်း၃ခန်းနဲ့ရေချုပ်ခန်းအင်တာတစ်ခန်းပါဝင်ပါတယ်။ဒီခန်းကတော့အကြီးဆုံးအိတ်ခန်းဖြစ်ပါတယ်။ ပေါ်ထက်မှာတော့ရေချိုးခန်းအိမ်သားတော့တခန်းပဲပါတယ်ဒါပေမဲ့ဒီအခန်းမှာဆိုလို့ရှိရင် master bedroom ပုံစံမျိုးသုံးလို့ရအောင်လို့တကားကိုနှစ်ပေါက်လုပ်ပေးထားပါတယ်ဒါကတော့ဒုတိယအိမ်ခန်းဖြစ်ပါတယ် ဒါကတော့တတိယအိတ်ခန်းဖြစ်ပါတယ်ဒါပေမဲ့ဒီမှာတော့သူကအလုတ်ခန်းပုံစံမျိုးပြုလုပ်ပေးထားပါတယ်အဲကို့အနေနဲ့ဒါအလုတ်ခန်းသို့မဟုတ်အိတ်ခန်းဖြစ်လဲတုံးပြုလို့ရပါတယ်ရှင်အဲ့တော့ဒီထက်ကျဲနောက်ထပ်အိမ်တလုံးကိုပြပေးပါမယ်။ဒီအိမ်ကကြတော့125စကွဲမီတာကျဲပြီးတော့အိမ်ခန်း3ခန်းရေချုပ်ခွဲအိမ်သား3ခန်းဖြစ်သွားပါမယ်။ ။တင်းဆိုလို့ရှိရင်လည်းကပကင်၂စီးစာအပြင်အိမ်ရဲ့ဘေးပက်နှစ်ဖက်လုံးမှာပန်းချံကျယ်ပြီးပါဝင်ပါတယ်။အိမ်ထဲအခန်းခွဲစည်းပုံတွေကိုဆက်လက်ကြည့်ကြမယ်နော်။ ဒါဆိုလို့ရှိရင်ဒါကျဲဝင်းနဲ့ living area ရဲ့ dining area တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီအိမ်ရဲ့ကောင်းမွန်တဲ့ချက်ကကြတော့အောက်ထပ်မှာအိမ်ခန်းတစ်ခန်းအပူပါတယ်။ဒီအိမ်ခန်းလေးမှာဆိုလို့ရှိရင်ဒီလေဝင်လေထွက်လဲကောင်းတယ်အလင်းရောင်လဲကောင်းကောင်းရတယ်။ဒါပရင်ပေါက်တွေအများကြီးပါတယ်ပေါ့နော်။ ဒီနောက်မှာဆိုလို့ရှိရင်ကစ်ချင်းနေရာလေးဖြစ်ပါတယ်ဆက်လက်ပြီးအပေါ်ထက်ကအိတ်ခန်းလေးကိုသွားကြည့်မယ်နော်ပေါ်ရမှာဆိုရင် master bedroom ကြီးပဲနှစ်ခန်းပါဝင်ပါတယ်ဒီခန်းကတော့ဒီအိမ်ကြီးမှာအကြီးဆုံးအိတ်ခန်းဖြစ်ပါတယ် ဒီအိတ်ခန်းကြီးရဲ့ဝရန်ဒါကလည်းအရန်ကျဲတယ်ဒါကတော့အဝိစာလေကန်းနဲ့ဒါမှန်တင်ကုန်ရှိတဲ့နေရာဘေးမှာဆိုလို့ရှိရင်တော့ဒါရေချိုကန်းအိမ်သာပါဝင်ပါတယ်။ဒုတိယမြောက်မာစတာဘက်ရူကိုသွားကြည့်ပါမယ်နော်။ ဒီမစ္စတာဖန်ရုံကလည်းအခန်းရင်းကျေတယ်ပြီးတော့ဘရင်းပေါက်တီကလည်းတစ်ဖက်တစ်ချက်မှာပါတာဖြစ်တဲ့အတွက်အလင်းအောင်ကောင်းကောင်းရတယ်လေဝင်လေထွက်ကောင်းနေပေါ့နော်ဒီ city park believe အိမ်ရာထဲမှာရှိတဲ့အိမ်လေးရာဆိုလို့ရှိရင်တော့ဈေးနှုန်းရဘတ်လေးတန်းခွဲကနေစတင်ဝယ်ယူမီနီမြုံနယ်နိုင်ပါတယ်။ နေချင်းစရာပတ်ဝန်းကျင်လေးနဲ့အစားအသောက်ကောင်းနေရှိတဲ့ချင်းမိုင်မြို့လေးမှာအိမ်လေးတစ်လုံးဝယ်ပိုင်ဆိုင်ထားခြင်းနဲ့ဆိုရင်တော့တော့ဘန်ကောက် property ကိုဆက်သွယ်လိုက်ပါနော်။